ိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ် ဒီနေ့မှာတော့ Joshua Van ကိုအရင်လေးစားတယ်သူကသူ့ရွယ်မှာကျွန်တော်ဆိုရင်အရင်ပျက်စီးနေခဲ့တာဒီလိုမျိုးငငယ်ရွယ်နဲ့သူဒီလိုဖြစ်လာတာအရင်ကိုလေးစားပါတယ်ဆိုပြီး Joshua Van ကိုလူကြီးလူကောင်းဆန်ဆန်ပြောလာတဲ့ပန်တိုချာရဲ့အကြောင်းကိုတင်ဆက်ပေးသွားချင်တာဖြစ်ပါတယ်အကြံချင်းချိန်တွင်းမှာဆိုရင်ချမ်းဖိုင်တာလေး Joshua ပဲနဲ့ Alexandri Pantoja တို့ရဲ့ Flying Wheel ချန်ပီယံခပ်လူပွဲကြီးကိုမြန်မာပြည်သက်တွေနေနဲ့ချီးကျူးခံစားကြရတော့မှာဖြစ်ပါတယ်။ဒီပွဲကိုကြည့်ရဖို့ကလည်း9ရက်တာလိုပါတော့တယ်။ fighter တယောက်လုံးကလေကိုစီကိုစီလေ့ကျင့်တဲ့အစီအစဉ်လေးလှုပ်ဆောင်ပြီးစီးနေခဲ့ကြပြီဖြစ်ပါတယ်။မကြာခင်မှာဆိုရင် fighter တွေကလေပွေးထုတ်ဖို့ Las Vegas ကိုရောက်ရှိလာကြတော့မှာဖြစ်ပါတယ်။ဒီရပိုင်းတွင်းမှာပဲ weight chain နဲ့ season တွေ weight gain နဲ့ face off season တွေကိုလည်းလှုပ်ဆောင်သွားကြတော့မှာဖြစ်ပါတယ်။ဒီမှာအကုန်လုံး chain fighter လေး Joshua Van ကလည်းလက်ရှိအချိန်မှာဆိုရင် Las Vegas ကိုမကြခင်မှာထွက်လာတော့မှာဖြစ်ပါတယ်။ Joshua Van ကတော့ training camp တွေကိုပျော်ပျော်ရွှင်ရွှင်နဲ့ပဲပြီးဆုံးသွားပြီလို့ပြောဆိုထားပါတယ်။ ဂျောရှုအဘန်ကိုနေစာအားကြမိတယ်လို့ပြောပြလာတဲ့ဖန်တိုဂျာရဲ့အကြောင်းလေးကိုလည်းပြည်သက်ဒီစီတင်ဆက်ပေးသွားချင်ပါတယ်။ဖန်တိုဂျာကတော့ဒီအကြောင်းလေးနဲ့ပတ်သက်ပြီးအခုလိုမျိုးပြောဆိုသွားပါတယ်။လာမယ့်ပွဲစဉ်တွေအရန်ကိုစိတ်လှုပ်ရှားနေမိပါတယ်။လွန်ခဲ့တဲ့နှစ်နှစ်လုံးကကျွန်တော်တို့အရန်ကိုခက်ခဲပင်ပန်းခဲ့တဲ့နှစ်တွေပါပဲ။ကျွန်တော်အရက်ဖြတ်ထားတယ်လေနှစ်နှစ်တောင်ရှိပါပြီ။ ကျွန်တော်ချန်ပီယံခပ်လူပွဲဖြစ် Brandon Morino နဲ့ထိုးခဲ့တယ်။ပြီးတော့ချန်ပီယံခပ်ကာကွယ်ပွဲဖြစ် Brandon Rivers Stick Arcelo နဲ့ထိုးတက်ခဲ့ပါတယ်။အဲ့ဒီပွဲဒီမှာကျွန်တော်အရင်ကိုရုံးကန်ရတယ်။ဂျပန်ကကိုင်အဆာကူရာဆိုတဲ့ Fighter လေးနဲ့တွေ့တဲ့ပွဲမှာတော့ကျွန်တော်ကသာသာရန်နဲ့ပဲချုပ်ကွက်နဲ့နိုင်ပွဲယူနိုင်ခဲ့ပါတယ်။ဒီပွဲမှာတော့ကျွန်တော်ကိုကျွန်တော်အရင်ကိုတိုးတက်လာတယ်လို့ထင်ပါတယ်။နောက်ဆုံးထိုးတက်ခဲ့တဲ့ကန်ကာရာ Friends နဲ့ပွဲမှာလည်းဒီလိုပါပဲ။ကျွန်တော်တကယ်ကို performance အကောင်းစားတွေထုတ်ပြနိုင်ခဲ့ပါတယ်ဒီအတွက်လည်းကိုကိုကိုခုံယူပါတယ်ချီးလေးချီးနှက်ပါတယ်ခင်ဗျာ ဒီနှစ်မှာပဲကျွန်တော်ကအကောင်းဆုံး fighter ဆိုတဲ့ဂုဏ်ပုဒ်ကိုပဲရရှိချင်ပါတယ်။ fan ကရန်ကိုကောင်းတဲ့ fighter တယောက်ဖြစ်ပါတယ်။သူဘလို့ပြင်ဆင်လာလဲဆိုတာလည်းကျွန်တော်ကသိချင်နေပါပြီ။ fan က champion ခပ်ပတ်လူတွင်ရဖို့လေထိုက်တယ်ပါတယ်။သူက brandon rival ဆိုတဲ့ fighter ကိုတော့မှခက်ခက်ခဲခဲနဲ့တက်ပြတ်အခုလိုမျိုးချန်ပီယံခပ်ပတ်လူဝင်ရဖို့ထိတက်လန်းလာခဲ့တာလေဒါကြောင့်ဒီဖိုင်တာလေးကတကယ်ကိုထိုက်တယ်မာလေးကျွန်တော်သူ့အွေမှာတော့ကဆိုအမားကြီးအများကြီးလှုပ်ခဲ့မိတာပေါ့အဲ့ဒီတော့ကဆိုကျွန်တော်က ခံစင်းနေရတော့မှရှိပါသေးတယ်။အခုတော့ချင်းဂျော့ရှွာဘန်ကဘာတို့ပရိုမိုးရှင်းကြီးတစ်ခုမှာချန်ပီယံကမှတ်တူးခွင့်နှောင်ရှားသွားပြီလေ။ဒီအတွက်ကြောင့်ကျွန်တော်ကဂျော့ရှွာဘန်ကိုလေးစားမှုပြည့်ရှိပါတယ်။ပွဲရရောက်သွားရင်တော့ညာနေမှာတော့မဟုတ်ပါဘူး။ကျွန်တော်တို့နှစ်ယောက်လုံးလူကြီးလူကောင်းဆက်ဆံတဲ့အပြင်မှာတွေ့ဆုံပြီးပါပြီ။ပွဲရရောက်သွားရင်တော့အချိန်နဲ့ရင်ဆိုင်ထိုးသက်သွားမှာပါဆိုပြီးပန်ဒိုဂျာကလူကြီးလူကောင်းဆန်ဆာ professional fighter PP ပြောဆိုသွားခဲ့တာမျိုးကိုတွေ့ရပါတယ်ခင်ဗျာပန်ဒိုဂျာကတော့တုံးတုံးလေးကျက်တဲ့ fighter လည်းမဟုတ်ပါဘူ Joshua Bennett ထူးထမ်းမဲ့ပွဲပေါ်လေသူက၆ခွင့်နဲ့ပွဲသိမ်းပြမယ်လို့ကြေငြာထားပါတယ်။သူပေမဲ့ဘေးဘေးချမ်းသာမျိုးလို့ပြောဆိုထားတာမျိုးကိုလုံးဝမတွေ့ရပါဘူး။ဒီလိုမျိုးလီမချဲပဲပြောဆိုနေတဲ့ fighter တွေကလည်းပွဲထဲမှာဆိုတော့တကယ်ကိုကြောက်စရာကောင်းတဲ့ fighter တွေဖြစ်ပါတယ်။ဒါကြောင့် Joshua Bennett ရဲ့ Pantoja စီမှာဘယ်လိုမျိုးထိုးသက်သွားမလဲ။ Pantoja ရဲ့၆ခွင့်တွေကြားမှာ Joshua Bennett ဘယ်လိုမျိုးရုံးထွက်ပြန်နိုင်မလဲဆိုတာစောင့်ကြည့်ရမှာပါ။ဘာပဲဖြစ်ဖြစ်ချင်း fighter တွေကလည်းအကောင်းဆုံးပြင်ဆင်ထားတာဖြစ်တဲ့ကြောင့်တော့နိုင်မွေးယူပြနိုင်တင်းနေပါတယ်။ ဘလို့ခင်းနေနေပြစ်လာမလဲဆိုတော့ဒီဇင်ဘာလ9ရက်နေ့မှာစောင့်ကြည့်သွားကြရမှာဖြစ်ပါတယ်မြန်မာကုန်သွန်ချမ်းဖိုင်တာလေးလည်းအကောင်းဆုံးနိုင်ပွဲရရှိပြီး UFC ချန်ပီယံတို့ဖြစ်လာပါစေလို့ဆန္ဒပြုလိုက်ပါတယ်ခင်ဗျာပရိသတ်ဒီနေ့ရောဒီပွဲနဲ့ပတ်သက်ပြီးဘလို့ထင်မျိုးစမ်းမိပါသလဲမိမိတို့ထင်မျိုးစမ်းချက်တွေကိုလည်း comment မှာဆွေးနွေးပေးခဲ့သွားကြပါအောင်ခင်ဗျာ ဒီနေ့တင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။ဒါမယ့်နေ့တွေမှာလည်း MMA လောကနဲ့အာကစားလောကကနောက်ဆုံးအစီအမံစရာကောင်းတဲ့အကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel ကို subscribe မလုပ်အပ်သေး subscribe လုပ်သွားကြဖို့တောင်းဆိုပြရစေခင်ဗျာ။အားလုံးပဲတာရဲ့ပရှင်ဝေကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ။